ီနီဂေါ်ကျယ်ဝင်မာနီကလူဝေဘန်အားရဲ့ပွဲကစားချိန်အာမခံချက်ကိုမယုံကြည်တာကြောင့် United အသင်းရဲ့ကံလမ်းမှုကိုညင်းပယ်ပြီးလီဗာပူးအသင်းကိုပြောင်းရွှေ့ခဲ့တယ်လို့ပြောခဲ့ပါတယ်။မာနီက United အသင်းဟာကျွန်တော်ကိုခေါ်ဖို့ကြိုးပမ်းခဲ့ပြီးကျွန်တော်ကဗန်အားနဲ့စကားပြောခဲ့ပါတယ်။အဲဒီအချိန်တုန်းကဝေးရိုနီလည်းရှိတယ်၊ဒီမာရီယာရောဒီပိုင်းလည်းရှိနေပါတယ်။ဗန်အားကကျွန်တော်ကိုဖုံးဆက်ပြီးဒီကိုလာစေချင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ United အသင်းမှာကစားမကောင်းတွေရှိနေတဲ့အတွက်ကျွန်တော်ဘယ်နေရာမှာကစားရမှာလဲလို့သူ့ကိုမေးခဲ့ပါတယ်။သူကတော့မင်းကောင်းမှုဆိုတာလုံနိုင်ရင်ကစားရမယ်လို့ပြောခဲ့ပါတယ်။သူ့ရဲ့ က်ရှင်းပြမှုကိုမယုံကြည်ခဲ့ဘူးလို့ ESPN ကိုပြောခဲ့ပါတယ်။ Southampton အသင်းမှာခြေစွမ်းပြသနေတဲ့မာနီဟာ2016ခုနှစ်မှာ Liverpool အသင်းထံပေါင်တန်း30နဲ့ပြောင်းရွှေ့ခဲ့ပြီး169ပဲကစားခဲ့တာမှာ120ဂိုးသွင်းပြီး Premier League နဲ့ Champions League ဖလားအပဝင်စူပလာအများပြားရယူနိုင်ခဲ့ပါတယ်။ Liverpool အသင်းထံပြောင်းရွှေ့ပြီး United အသင်းရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတဲ့မာနီဟာနီဗျာဗန်အားကြောင့် Manchester ကလပ်ထံပြောင်းရွှေ့ခဲ့တာလို့ပြောခဲ့ပါတယ်။မာနီဟာ Liverpool အသင်းမှာဆာလန်ဖာမီနိုနဲ့အတွဲညီခဲ့ပြီးအသင်းရဲ့စူပလာအောင်မြင်မှုတွေမှာအဓိကအခမ်းအနားကနေပါ ါဝင်ခဲ့ပါတယ်။မာနီက2022ခုနှစ်မှာလီဗာပူးအသင်းကနေထွက်သွားပြီးဘိုင်မူနစ်အသင်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။စီနီဂေါကစားသမားကစပါအသင်းနဲ့လည်းစကားပြောခဲ့ပြီးလီဗာပိုချက်တီနိုသူ့ကိုပေးခဲ့တဲ့စီမံကိန်းကိုစိတ်ဝင်စားခဲ့ပေမဲ့အပြောင်းရွှေ့ဖြစ်ခဲ့ခြင်းမရှိပါဘူး။မာနီကလက်ရှိချိန်မှာရော်နယ်ဒိုဂျာအိုဖီလီတို့နဲ့အတူအင်နာစာအသင်းမှာခြေစွမ်းပြသနေပြီးဆော်ဒီကလပ်အတွက်112ပွဲကစားထားပြီး52ဂိုးသွင်းယူထားပါတယ်။